ပညာတတ်သောသူဆိုတာဘာလဲပညာတတ်သောသူဆိုတာလူအများစုကတော့တက်သူဘွဲရထားသူရာသူကြီးကြီးမားမားရှိသူဒါမှမဟုတ်စာမွေးပွဲတွေမှာအမက်ကကောင်ရခဲ့သူစသဖြင့်အလွယ်တကူဖြည့်ဆို့ကြပါလိမ့်မယ်သို့တော်လည်းပညာတတ်တယ်ဆိုတဲ့အတိတ်ပဲဟာစက်ကူပေါ်ကဘွဲလက်မှတ်တစ်ခုထဲနဲ့တိုင်းတာလို့မရပါဘူးပညာတတ်ခြင်းဆိုတာလူသူရဲ့အသွေးအမြင်စိတ်နေစိတ်ထား ြုတ်မှုနဲ့နေထိုင်မှုပုံစံအားလုံးကိုလွမ်းကြုံထားတဲ့ပုံမှန်နဲ့နေတဲ့သဘောတရားတစ်ခုဖြစ်ပါတယ်။အဲ့ဒါဘဝတခြားလုံးတိုးတက်ပြောင်းလဲနေတဲ့ခီးတစ်ခုပါပဲ။ပညာတတ်သူသူရဲ့ပရမဆုံးလက္ခဏာရက်အရောဝေဖန်ပိုင်းခြားနိုင်စွမ်းပဲဖြစ်ပါတယ်။ကျောင်းမှာသင်ခဲ့ရတဲ့စာတွေ၊သမိုင်းတွေ၊သိပ္ပံပညာရက်တွေဟာအသစ်ပညာတွေဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီအသစ်ပညာတွေကိုလက်ခံရုံတတ်တတ်မဟုတ်ပဲဒါပါကြောင့်ဒီလိုဖြစ်ရတာလေ။ တခြားရှုထောင့်ကနေဘလို့မြင်နိုင်သေးလဲဆိုရက်မေခွန်းထုတ်တတ်တဲ့စွမ်းရည်ကအရေးကြီးပါတယ်။ပညာတတ်သူဟာတည်င်းအချက်လက်တွေဝင်လာတဲ့အခါချက်ချင်းမယုံကြည်ပါဘူး။သူကအချက်လက်ရဲ့မူရင်းစနစ်ကိုစစ်ဆေးမယ်။အကြောင်းအကျိုးခိုင်လုံမှုကိုဆန်းစစ်မယ်။ပြီးမှကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုချမှတ်ပါတယ်။ဒီလိုဝေဖန်ပိုင်းခြားတဲ့စိတ်ဓာတ်ရှိမှသာ လူသူဟာမိသူသူတယောက်ရဲ့ဩဇာလွှမ်းမိုးမှုအောက်ကိုအလွယ်တကူမရောက်ရှိပဲလွတ်လပ်စွာသွေးခေါ်နိုင်မှာဖြစ်ပါတယ်။ ။မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်ဖို့အတွက်ဥတည်တဲ့သွေးခေါ်မှုဟာပညာရဲ့အခြေခံအုတ်မြစ်ပါပဲ။ဒုတိယအချက်ကတော့ပညာတတ်သူဟာတသက်တာတင်ယူသူဖြစ်ပါတယ်။ဘွဲ့ဟာသွားတာနဲ့ပညာရှာဖွေမှုအဆုံးသက်သွားပြီလို့သူတို့မယုံကြည်ပါဘူး။ကဘာကြီးကအမြဲတမ်းပြောင်းလဲနေတယ်လို့နည်းပညာတွေဘုဒ္ဓတာတွေလည်းစက္ကန့်တိုင်းတိုးတက်နေပါတယ်။ပညာတတ်သူသူဟာမိမိရဲ့နေပယ်မှာရော နေပယ်ပြင်ပမှာပါစူးစမ်းလို့စိတ်အမြဲရှိနေပါတယ် စာအုပ်တွေဖတ်ရှုမယ်၊တင်နန်းတွေတက်မယ်၊အတွေ့အကြုံတွေရယူမယ်။အရေးကြီးဆုံးကတော့မိမိမသိသေးကြအောင်ဝန်ခံရတဲ့တသက်ရှိခြင်းပဲဖြစ်ပါတယ်။အရေးရာကိုသိတယ်လို့ဟန်ဆောင်နေမဲ့အစားဒါတော့ငါမသိသေးဘူးလေလာတက်နေဆိုပြီးပွန့်ပွန့်လင်းလင်းပြောဆိုနိုင်သူကသာအမြဲတမ်းပညာကိုတန်ဖိုးထားသူဖြစ်ပါတယ်။ဒီလိုစိတ်ထားမျိုးဟာလူသူကိုခင်းနောက်ကြမကြံရအောင်အမြဲတမ်းပြောင်းလဲနေတဲ့ပတ်ဝန်းကျင်နဲ့လာရောညီထွေဖြစ်အောင်နေထိုင်နိုင်ဖို့ကူညီပေးပါရစေ။ ပညာတတ်သူဟာအောင်မြင်မှုတွေကနေတမကပဲမိမိရဲ့ကြာရှုံးမှုတွေအမားယွင်းတွေကနေလဲသင်ကန်းစာယူတတ်ပါတယ်အမားတခုဖြစ်လာတဲ့အခါတခြားသူကိုအပြစ်တင်မဲ့အစားဘယ်အချက်တွေမာယွင်းခဲ့တယ်နောက်တစ်ကြိမ်ဘလို့ပိုကောင်းအောင်လုပ်နိုင်မလဲဆိုရက်ကိုကိုကိုပြန်လဲဆန်းစစ်လေးရှိပါတယ်ဒီလိုအဟောင်းကိုဖျောက်ဖျက်ပြီးအစ်စ်ကိုလင်းမြန်စွာသင်ယူနိုင်စွမ်းဟာခေတ်တည်းအရေးကြီးတဲ့အရေးချင်းတွေတရားတစ်ခုဖြစ်လာပါတယ်နောက်ထပ်ပညာတတ်သူရဲ့အရေးပါတဲ့အစိတ်ပိုင်းတစ်ခုကတော့ စိတ်ပိုင်းဆိုင်ရာဉာဏ်ရည်နဲ့ကျင့်ဝတ်တိတ်ခါတို့ပဲဖြစ်ပါတယ်။ပညာတက်ခြင်းဟာအုံနောက်ထဲမှာအသိဉာဏ်တွေပြည့်နေုံတက်တက်မဟုတ်ပဲနှလုံးသားထဲမှာလူသားဆန်တဲ့ဂုံတိတ်ခါတွေပါရှိရပါမယ်။တခြားသူတွေရဲ့ခံစားချက်ကို နားလည်ပေးနိုင်တဲ့စာနာမှုရှိသူ ကိုယ့်ရဲ့စိတ်ခံစားမှုကိုထိန်းချုပ်နိုင်သူ သူတပားကိုလေးစားမှုပေးနိုင်သူဟာတကယ်ပညာတက်ပါ။ဘွေရထားပေမဲ့လည်းမောက်ပါတယ်ကိုကိုကိုသာအထင်ကြီးတယ် ်သူတို့ဘဝကိုအထင်မြင်သေးစွာဆက်ဆံနေဆိုရင်သူဟာစာသက်ပေမဲ့ပညာသက်သူတော့မဟုတ်နိုင်ပါဘူးစစ်မှန်တဲ့ပညာကလူကိုပိုပြီးနူးညံ့စေတယ်ပိုပြီးရိုးသားစေတယ်ပိုပြီးတာဝန်ယူတတ်စေပါတယ်လူအဖွဲ့စည်းမှာအသူရှင်သွဲနေထိုင်တဲ့အခါကိုယ့်ပညာကိုသူတို့ဘဝကိုထိခိုက်အောင်မသုံးပဲအမြဲတမ်းမှန်ကန်ဖြောင့်မတ်တဲ့လမ်းစဉ်ကိုရှောက်လန်းခြင်းဟာပညာရဲ့အနှစ်သာရပဲဖြစ်ပါတယ်သူတို့ရဲ့စကားနဲ့အလုပ်ဟာအမြဲတမ်းတသက်သက်ဖြစ်နေလေးရှိပါတယ် ခက်ခဲတဲ့အခြေအနေတွေမှာတော့ကျင့်ဝတ်နဲ့တမာတိကိုလက်ကင်ထားပြီးဆုံးဖြတ်ချက်ချနိုင်သူဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ပညာတတ်သူရဲ့အဓိကတာဝန်ကတော့လူအဖွဲ့စည်းပေါ်တာဝန်ယူမှုပါပဲ။ပညာကိုမိမိတူထဲရဲ့အကျိုးစီးပွားအတွက်သာတုံးဆွဲနိုင်မယ်ဆိုရင်အဲ့ဒီပညာပြည့်ပြည့်စုံတယ်လို့မဆိုနိုင်ပါဘူး။ကိုရရှိထားတဲ့အသိပညာနဲ့ကျွမ်းကျင်မှုတွေကိုပဝန်းကျင်တဲ့လူအဖွဲ့စည်းရဲ့ပြည့်တနာတွေကိုဖြည့်ရှင်းဖို့ ပုံမကားမအောင်ပြုတ်ပြင်ပြောင်းလဲဖို့အတွက်အသုံးပြုတ်တတ်ရပါမယ်။ကိုယ့်ရဲ့ဘွယ်လက်မှတ်ကကိုယ့်ကိုအလုပ်တစ်ခုပေးကောင်းပေးနိုင်ပေမယ့်ကိုယ့်ရဲ့လူမှုတာဝန်ယူမှုစိတ်ဓာတ်ကသာ ကိုယ့်ကိုလူကောင်းတယောက်ဖြစ်သတ်မှတ်ပေးပါလိမ့်မယ်။ဒီတော့ပညာတတ်သောသူဆိုတာဘွယ်လက်မှတ်ရှိသူသာမဟုတ်ပါဘူး။သူဟာဝေဖန်ပိုင်းခြားတွေးခေါ်နိုင်သူတသက်တာလုံးတင်ယူလိုစိတ်ရှိသူစိတ်ပိုင်းဆိုင်ရာဉာဏ်ရည်မြင့်မားသူကျင့်ဝတ်တိတ်ခါနဲ့ပြည့်စုံသူ ပြီးတော့မိမိရဲ့အသိပညာကိုလူဖွဲ့စည်းအတွက်အသုံးပြုရတူဖြစ်ပါတယ်။ပညာတက်တယ်ဆိုတာအဆုံးသက်ပန်းတိုင်တစ်ခုမဟုတ်ပဲနေ့စဉ်နဲ့မျှဘုံမကောင်းမှုနဲ့လူတယောက်ဖြစ်လာဖို့ကြိုးပမ်းနေတဲ့ခီးရှိကြီးတစ်ခုပဲဖြစ်ပါတယ်။ဒီနေ့အကြောင်းအရာလေးကနေအားလုံးအတွက်အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။ဗီဒီယိုတွေကိုနေ့တိုင်းနေ့တိုင်းတင်ဆက်ပေးနေတာဖြစ်လို့ General Channel လေးကို Subscribe လုပ်ထားပေးဖို့ဖိတ်ခေါ်ပါတယ်။တာယာချမ်းမြေတဲ့နေ့တွေပိုင်းဆိုင်ကြပါစေ။